အဖေကတော့ဟိုကွာတော်တော်လေးကိုစိတ်မောင်းဖြစ်နေရပါတော့သူသမီးကြမှာဒီလိုဖြစ်ရတယ်ဆိုပြီးတော့ပြီးတော့ထင်းနေအသက်လည်းငယ်သေးရဘူးဆိုတော့အဲကြတော့ဒါမဲ့အဲ့လိုမျိုးဖေဖေကိုတော့အများဖုန်းနေပုံမှန်ဆက်ပြီးတော့ထင်းနေစင်ပြေရဲ့အကြောင်းပေါ့နော်အများသူစိတ်ချမ်းသာအောင်ပါဆိုတော့သူကတော်တော်စိတ်ထိခိုက်တာဖြစ်နေတယ်ဆိုတော့ဒီချင်းကအများနဲ့သူ reassure လုပ်ပေးနေရတယ်။ချင်းဒီယောဂဖြစ်တဲ့အတွက်ဆိုပြီးတော့ငိုယိုနေရမျိုးတော့မရှိဘူးပါဆိုတော့မိကိုလည်းစိတ်စိတ်မရဲစေချင်ဘူး။ကိုကကိုယ်ကိုယ်တိုင်ကလည်းမပြောဘဲနေချင်တဲ့အတွက်ကြောင့်ပါ ောဂါကြီးဖြစ်တယ်ဆိုပြီးတော့ကိုကိုဘယ်လိုပြောရမလဲကိုစိတ်တက်လဲအများတန်းကြမနေဘူးကိုစိတ်တက်ကြလို့ကိုယောဂါဖြစ်လို့လဲအဲကိုကိုကြည့်နေတဲ့သူတွေကိုဘေးကလူတွေလည်းစိတ်တက်မကြစေချင်ဘူးစိတ်မစင်းရဲစေချင်ဘူးပေါ့နော်အကုန်လုံးကသူ့ဘူးနဲ့သူဆိုတော့လေအဲ့တော့ချင်းနေကိုယ်တိုင်းကလည်းပျော့ပျော့နေပြမယ်ဆိုရင်တော့သူများတွေအတွက်ဒီလိုချင်းနေလိုဖြစ်နေတဲ့သူတွေအတွက်လည်း motivation ဖြစ်စေမယ်ချင်းနေချင်းနေအတွက်ကျွန်내ဒီလိုစိတ်သက်တန်တမာမာနဲ့ဒီလိုမျိုးဖြတ်တန်းနေရပါတော့။မိမိဘက်ကတော့ဆရာအများကြီးပြန်ပေးရပါတော့။ဒါမှမမေကကြတော့ ။ဒီနေ့ရှိမှာတော့တိတ်ပြီးအဲ့လိုဟိုဝမ်းနေတဲ့အကြောင်းတော့မပြောဘူး။ဒီနေ့နားမှာပို့ပြီးတော့အဲ့လိုမျိုးနေပေးတယ်။ဒီနေ့ကိုရိုင်းကလည်းမမေကိုပို့ပြီးတော့အချိန်ပေးရအတွက်အခုတော့ပို့ပြီးတော့မိသားစုစုမိသားစုပြစုပြပြရွှေရှိရပေါ့နော်။ဟုတ်ကဲ့အရင်ကြီးတော့ဟိုမျိုးဒီနေ့ဒီယောဂဖြစ်တဲ့အတွက်ဆိုပြီးတော့ဟိုငိုယိုနေရမျိုးတော့မရှိဘူး။ဒါဆိုတော့မေကိုလည်းစိတ်ဆင်းမရဲစေချင်ဘူး။ကိုကကိုကိုရိုင်းကလည်းပျော်ပေးနေခြင်းတဲ့အတွက်ကြောင့်ပေါ့။တော်တဲ့ကျုပ်ကတော့ချင်းလေ တော့မိမိကိုလည်းကိုမုံမုံနဲ့ကြော့တယ်ဖေဖေကိုလည်းကြော့တယ်ပြီးတော့ဒီအဲဘေးနာဟိုကိုရဲ့ကိုထက်တတိရဲ့သူတွေပေါ့နော်ကိုကြော့တယ်ပေါ့နော်အဲ့တော့ဒီနှစ်ကတော့သင်လေးဖြစ်ချင်းတယ်လို့ဖြစ်စေချင်းတယ်လို့ဖြစ်တဲ့တရေကျိုးအတွက်တရေကျိုးဖြစ်တဲ့အတွက်ပေါ့နော်ဟိုဝမ်းသာပါတယ်အဖေဖေကတော့ဟိုကတော်တော်လေးကိုစိတ်မောင်းဖြစ်နေရပေါ့နော်သူသမီးကြမှာဒီလိုဖြစ်ရတယ်ဆိုပြီးတော့ပြီးတော့သင်လေးအသက်လည်းငယ်သေးအောင်ဆိုတော့အကြောင်းအဲ့လိုမျိုးဖေဖေကိုတော့အများနဲ့ဖုန်းလေးပုံမှန်ဆက်ပြီးတော့ဟောသင်လေးအစီအစဉ်ရဲ့အကြောင်းပေါ့နော်အများ ်ချမ်းသာဘူးပါဆိုတော့ तू ကတော်တော်စိတ်ထိခိုက်တာဖြစ်နေတယ်ကလေးအဲ့တော့ချင်းရအမြဲတမ်းသူ့ reassure လုပ်ပေးနေရတာချင်းတို့ကရေးကြီးသောမိသားစုဖြစ်တဲ့အတွက်ခုမိသားစုကကိုချစ်တဲ့သူတွေကမိနာမှာရှိနေတယ်ဆိုတဲ့အတွက်ကြောင့်မို့ချင်းရအများကြီးစိတ်သက်ခွန်ရပါဒီဟော်မုန်းထုတ်လိုက်ပြီးရဲ့အချိန်မှာပေါ့နော်။ဟိုလောကကိုပြောရမလဲ။စိတ်ကလောက စိတ်ကောက်ရဲထားကြရင်ကိုကိုတော့မှနားမလဲတဲ့အချိန်မျိုးရှိရပါတော့အဲ့အတွက်ကြောင့်မလို့အဲထားကြရင်ကိုကြီးကိုလည်းမောမိရဲစိတ်ကြမပါပဲနဲ့လည်းမနေလို့လည်းဖြစ်သွားရရှိတယ်။အဲ့ခါကျတော့ဒီနေ့အများကြီးလည်းတင်းမီတာစီမားနာပြီးရဲအတူကလည်းအများကြီးနားလည်ပေးရတဲ့အတွက်ဖြစ်ပါတယ်။အဓိကတော့ဟိုအမေနဲ့ကိုကြီးပေါ့နော်မိမိကကျတော့ဟိုချင်းနေအော်လို့မရဘူးလေဟိုစိတ်ဆိုး အကိုကြီးကကြတော့အမြဲစနေကြဆိုတော့ပုံမှန်ဆိုရင်စရင်တော့ဘာမှဖြစ်ပေမဲ့ဟိုတနေအခုကြတော့ပုံပြီးစိတ်ဆိုးစိတ်ကောက်လွယ်လာတယ်ပေါ့နော်။အားကြရင်တော့ခနဲ့ online media မျိုးလိုပါတော့အဲ့ခါကြရင်တော့တနေဟောပြန်နှောင်းမှန်ပေါ့နော်စိတ်ကအကွာဖြစ်သွားလို့ရှိပြောအမေကတော့စရရကိုကြီးကို remind လုပ်ထားပါတော့။အဲညညမှဒီလိုဒီလိုဖြစ်တတ်တယ်။နေအဲ့အတွက်စိတ်ချပြီးသိခံပြီးပေါ့နော်။သူကလည်းတနေဟောနေပေမဲ့သူကအေးစိတ်ပဲပါဖြစ်နေတာ ကတော့ဒီလိုမိသားစုရထားတဲ့အတွက်ဖြစ်လို့မိသားစုကအကြီးမဟုတ်ပေမဲ့ပေါ့နော်ဒီမိသားစုလုံးရောက်နေတဲ့ကိုသင်အတွက်ကလုံးဝပြည့်ပြည့်စုံတဲ့မိသားစုဖြစ်တယ်မနောနာမည်ချိန်ခဲ့တာပေါ့ဒီ level ကနောင်ဒီ level ခွဲတော့မနာမဲနဲ့အာဘာဖြစ်လဲဆိုတော့ဒီ radio ionic မျိုးတဲ့အခါမှာအဲ side effect တွေဖြစ်လာတယ်အခုလဲ ionic မျိုးထားတဲ့အတွက်ထင်းထင်းမှာပုံမှန်လူတွေမဖြစ်တဲ့ ော်မုံမညီရဲ့ဟာမျိုးတွေဖြစ်တယ်။နောက်ပြီးတော့ဒီအသားခြောက်တာတွေမျိုးစုံပေါ့နော်။တကူလုံးညလုံးရောကျန်တဲ့ပိုင်းတွေအကုန်လုံးပေါ့နော်။ဆေးရည်ဆိုလို့ရှိရင်လည်းတောက်တဲ့ဟော်မုန်းစေးချက်ပို့ပြီးတော့နောက်ကလိုက်ရတဲ့ဆေးရည်အများကြီးပဲဆိုတော့ခုကတော့အများကြီးဟိုစိတ်တက်မအောင်တော့ train ထားတာပေါ့။ကျန်ဒီယောဂဖြစ်သွားတဲ့အချိန်မှာကျန်ရဲ့ဒီကြောင်တက်ဖို့အစီအစဉ်တွေနောက်ဆုတ်လိုက်ရတယ်ပေါ့။ ဆုပ်လိုက်ရတဲ့အချိန်မှာချင်းချင်းရဲ့ယောဂာနေထားရလေချင်းချင်းကကောင်းသွားပြီဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းများတော့နည်းနည်းတော့ထိခိုက်တာပေါ့နော်ထိခိုက်တဲ့အခါကျတော့ဟိုချင်းချင်းကဟိုနည်းနည်းအလုပ်လေးပါလေးလုပ်စရာလေးတခုရှိမယ်ဆိုရင်တော့အဲစိတ်တမကြလောက်တော့ဘူးဆိုပြီးတော့ကိုကဒီ coffee တန်းနဲ့ကိုစိတ်လဲဝင်စားတယ်နောက်ပြီးကြောင်းသွားရင်လည်းအဲဒီ part time job လုပ်တဲ့အခါမှာအထောက်အကူဖြစ်မယ်ဆိုပြီးတော့ချင်းတဲ့ဒီ class လေးကို join ခဲ့တာပါဟုတ်ကဲ့ ဆလူတွေဒါအလူလေးလုပ်တယ်နောက်ပြီးတော့နှစ်ပေါင်း40ကျော်လောက်ရှိပြီပေါ့နော်စီစဉ်ပေးဖို့တိချောင်းခဲ့တာအခုဒီရန်ကုန်မှာဆိုလို့ရှိရင်တော့တစ်ဆိုင်မန္တလေးမှာဆိုလို့ရှိရင်တော့နှစ်ဆိုင်ရှိရပေါ့နော်အဲ့တော့အဲ့အထိမ့်မဲ့နေနဲ့အလူပွဲလေးလုပ်ဖြစ်ကြဖြစ်ပါတယ်ရှင်အခုကစိမ့်ဆိုင်မှာဆိုလို့ရှိရင် ရောင်းလဲတွေကိုလည်းအမခံချက်နဲ့ရောင်းပေးတဲ့အပြင်ပေါ့နော်လုံက GIA certificate ရထားတဲ့စိန်ကောင်းစိန်သက်တွေကိုပဲရောင်းပေးတာဖြစ်တဲ့အတွက်တကယ်ကိုစိတ်ချယုံကြည်ရတဲ့စိမ့်ဆိုင်ဒီဇိုင်းဖြစ်ပါတယ်ရှင်ကျန်တဲ့ကိုယ်တိုင်းကလည်းဒီနေ့တနင်္ဂနွေမှာဟိုအဖေမေတွေနောက်ပြီးတော့ဟို ို့ထက်အသက်ကြီးတဲ့သူတွေပေါ့နော်အတော်တွေဟိုလေးအားလုံးကိုကတော့ပြစ်တဲ့အတွက်အခုချင်းနေကိုရိုင်းလည်းဒီနှစ်မှာအရန်ကိုလှူခြင်းတန်းခြင်းနဲ့စိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ချင်းနေအစားဒီစိတ်စပယ်ဘူးအဲစိတ်နိုင်ပိုင်ရှင်ကဥရီတော်တွေကအဲဒီချင်းနေကိုစားလှူပေးတယ်လို့ခံစားရတယ်အဲ့အတွက်လည်းလူတွေအများကြီးလည်းလာရောက်ပြီးတဲ့အတွက်အရန်လည်း PTV ဖြစ်ပြီးတော့ဝမ်းသာပါတယ်ရှင်ဟုတ်စိတ်စပယ်ဘူးစိတ်နိုင်ပေါ့နော်ဒီနေ့သမင်းကျိုးသူတီတာလူခွဲလုတ်ပြရဲ့နေရာနေစပြီးတော့ဒီချက်မကနှစ်ပေါင်းများစွာဆက်လက်ပြီးတော့တွေ့ရှိနိုင်ပါစေဆက်လက်ပြီးတော့ဆိုင်ွယ် my uh feet. -huh. Uh -huh.